Hi 皆さんこんばんは。ねです。私は今日がろ、みんなの日本語グラマー作業アカン39を設びろ、レラがじゃまんဖြစ်ပါတယ်。今日レラのグラマーパターンが、あ、やん、累でぼな、ぽぽばဖြစ်てグラマーパターンにဖြစ်てるじゃんもろ。ACC အဲ့ပြီးတော့နားထိုင်ရင်တော့ဖတ်မိနိုင်မှာဖြစ်ပါတယ်။အဲဒီရှိတဲ့ဒီသမယဗီဒီယိုတိုင်းကိုလွတ်မသွားခြင်းမို့ဆိုရင် channel လေးကို subscribe လုပ်အနုတီလေး on ထားခဲ့ဖို့လည်းမမေ့နိုင်အောင်နော်။မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ကြည့်ပေးဖို့ကိုဗတ်ရှိဘက်က request လုပ်ပါရစေ။အာတကယ်လို့ဗတ်ရှိတင်ထားတဲ့ဗီဒီယိုတွေကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်း comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်။ဒါကြတဲ့ဆိုရင်ဒီနေ့ရဲ့ grammar button ကိုဆက်ပြီးရေးလိုက်ကြမယ်နော်။ ကဲဒီနေ့မှာတော့အခန်း30ကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့အခန်း39မှာတော့လေ့လာကြ grammar pattern 3ခုရှိမယ်အားလုံးကတော်တော်လေးပေါ့ပါပါနည်းလေ့လာလို့ရမယ်ပေါ့နော်အရေးကြီးတဲ့ဟာလည်းပါတယ်အာလွတ်ထားလိုက်လို့ရတဲ့ဟာလည်းပါတယ်အနည်းဆုံးတော့တည်တင်တိလိုက်တာပါတယ်ပေါ့နော်ပထမအဦးဆုံးကတော့ဒီမှာဆိုလို့ရှိရင် birthday birthday ဆိုပြီးတော့ဆိုရဟာလေသူရနာမှာဒီခန်းစားချက်နဲ့ဆိုင်တဲ့ birthday လိုက်မှာဒါကလေအာမှတ်ရမှာလား grammar pattern ကြီးလို့မှတ်ရမှာလားဆိုရင်တော့မှတ်မှတ်လေရတယ်အဆင်ပြေတယ် အာဒါကြောင့်မလို့ဒါဖြစ်သွားရဲဆိုတဲ့ပုံစံမျိုးကိုယ်စိတ်ခံစားချက်နဲ့ပတ်သက်ပြီးပြောချင်ရင်ရှေ့မှာဘတ်တင်နဲ့တုံးပြီးတော့ပြောတယ်ဆိုပြီးတော့တုံးလို့ရတယ်ပေါ့နော်အဲ့ဒါလေးမှတ်ထားရင်ကိုအဆင်ပြေပြီဘတ်တဲ EJD ဆိုရင်လည်းတည်ပြောင်းမယ် EJD ကိုတည်ပြောင်းတဲ့အခါမှာခုတည်ပြောင်းတယ်နာ EJD ဆိုရင်တော့နာဖြုတ်တည်ပြောင်းတယ်ပေါ့နော်အဲသူရဲ့နောက်မှာဆိုရင်ခံစားချက်နဲ့ဆိုင်နေဘတ်တီပြီးရင်အကြောင်းပြချက်နဲ့ဆိုင်နေဘတ်တီလိုက်မှာဒီဟာဒီလိုဖြစ်လို့မို့ဒီလိုဖြစ်သွားခဲ့ရဒီလိုဖြစ်လို့မို့စိတ်ထဲမှာဘယ်လိုခံစားသွားရတာဥပမာထားပါတော့ online လို့ဝန်နေသွားတာအာဒီ ဖုန်းလာလို့မစိတ်အေးသွားတာစသဖြင့်ပေါ့နော်တခုခုဖြစ်ပြီးတဲ့နောက်ဖြစ်လာတဲ့စိတ်ခံစားချက်တွေအကြောင်းပြောချင်တဲ့အခါမှာဖြစ်ပြီးမှဆိုတော့ဘတ်တယ်နဲ့သုံးမယ်ပေါ့နော်တခုခုဖြစ်ပြီးလို့ဖြစ်လာတဲ့စိတ်ခံစားချက်တွေနဲ့အကြောင်းကိုပြောချင်တဲ့အခါမှာ share birthday activity ကိုတဲဖောင်ပြနောက်မှာခံစားချက်နဲ့ဆိုင်တာလို့ပြီးအကြောင်းပြချက်နဲ့ဆိုင်တဲ့ birthday လိုက်မယ်ပေါ့ဒူလေးမှတ်ချင်ရပါပြီဒီမှာဆိုလို့ရှိရင်ဟာဟာနော်ဂန်ခီနာခွဲကို ခီတဲအရှင်ရှင်မရှိတာဟာဟာနော်ခွေဂန်ခီနာခွေဆိုတော့အမိရဲ့ကျမ်းမာတဲ့အတန်ကိုခီတဲကြားပြီးတဲ့နောက်ကြားပြီးတော့အရှင်ရှင်မရှိတာစိတ်အေးသွားခဲ့ပါတယ်ဟလာစိတ်ခံစားချက်သူ့စိတ်ထဲမှာစိတ်အေးသွားတာဒီဟာဒီလိုမျိုးဖြစ်ပြီးတဲ့နောက်သူ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်အကြောင်းသူပြောနေတာပေါ့နော်နောက်တစ်ခုဒန်ဝါဝမိုရတ်တဲအရှင်ရှင်မရှိတာ ဖုန်းကိုလက်ခံရပြီးတော့ဖုန်းပြောချင်တာတော့သူဖုန်းဖြည့်ပြီးတော့ဖုန်းပြောပြီးတော့မှသူစိတ်အေးသွားခဲ့တယ်။ဥပမာထားပါတော့စိတ်ပူနေတာအဆက်အသွယ်တွေမရဘူး။နောက်ဆုံးသူစီကဖုန်းလာပြီးတော့မှပဲ။အော်သူဘေးကင်းမလားလုံခြုံမလားဆိုပြီးတော့စိတ်အေးသွားတာပေါ့နော်။အဲ့လိုမျိုးစိတ်ခံစားချက်ကိုသူပြောနေတာပေါ့။တကူကူဖြစ်ပြီးရဲ့နော်ဖြစ်လာတဲ့စိတ်ခံစားချက်တွေအကြောင်းကိုပြောရမှာတုံးနေဆိုတာကိုပြောတာပါ။နောက်တစ်ခုမွန်တိုင်ကမိုဇူကရှ်ခုတဲ့ဝါခါရီမာဆန်ဒါကတော့အကြောင်းပြချက်လေးဆိုင်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့မွန်တိုင်ဆိုတဲ့ဒီပု္ပ္ပာကြီးကမိုဇူကရှ်ခုတဲ့ ခတ်ခဲလို့မို့ဝါခါရီမှာဆက်နားမလဲဘူးဘာလို့နားမရလဲဆိုရင်ခတ်ခဲလို့အဲ့တော့ခတ်ခဲတယ်ဆိုတဲ့အကြောင်းပြချက်ကိုပြီးချင်တဲ့အခါမျိုးမှာလည်းသုံးနေပေါ့နောက်တစ်ခုရှီခန်တော့အာရှီခန်တော့ခုတ်တော့ကရှင်ပိုင်တဲ့ နေတာတဲ့မဆန်ဒစ်တာရှီခန်တော့ခုတ်တူကရှင်ပိုင်းတဲ့ရှီခန်ဆိုတော့ဆောင်းမွေးအချောင်းကိုသူစိတ်ပူနေလို့အိတ်မပြောနိုင်ခဲ့ဘူးပေါ့နော်နေတာတဲ့မဆန်ဒစ်တာအိတ်မပြောနိုင်ခဲ့ဘူးအိတ်မပြောနိုင်ခဲ့ရတဲ့အချောင်းပြချက်ဒီဘာလဲဆိုရင်ဆောင်းမွေးချောင်းကိုစိတ်ပူနေလို့အဲကြောင့်မလို့ဝတ်တရှုတ်ဒီရှေ့မှာတဲဖောင်နေပြောင်းပြီးနောက်မှာလိုက်တဲ့ဘက်တီဒီခန်းစားချက်တဲ့ဆိုင်နဲ့ဘက်တီအချောင်းပြချက်နဲ့ဆိုင်နဲ့ဘက်တီလိုက်မယ်ပေါ့အဲ့ဒါလေးကိုတတိထားစည်းချင်တာဒီနံပါတ်1ပက်တန်လေးကတိတ်ပြီးတော့လေဝတ်တရှုတ်အရေးမကြီးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒီနံ မနစ်မှာတော့ particle တွေသဘောမျိုးနဲ့မေးတာများတယ်။နောင်တဲ့နောင်တဲ့ဆိုရင်တော့နောင်ကြောင့်ရှင်းမှာဝတ္ထရှိတို့သဘောဝဘေးအနေတွေလိုက်မယ်ပေါ့နော်။ဥပမာကြီးရှင်တို့ခကြီးတို့အာပြီးလို့ရှင်ဂျီကိုတို့စသဖြင့် typhoon တို့ပေါ့နော်။စသဖြင့်အဲ့လိုမျိုးသဘောဝဘေးအနေတွေကြောင့်တခုခုကြောင့်သဘောဝဘေးအနေတွေရာသီဥတုတွေစသဖြင့်အဲ့လိုမျိုးတွေကြောင့်နောက်မှာမကောင်းတာတွေဖြစ်လာတာ အပြစ်ပုံစံမျိုးနဲ့ပြောတာပေါ့နော်အပြစ်ဆိုတာကမကောင်းတာတွေဖြစ်လာတယ်ဒါတွေကြောင့်မလို့ဒီလိုဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါဆိုရင် noun တဲဆိုပြီးတော့မှအဲ့တော့ဟိုတချီတို့ကရှေ့မှာကြီးရှင်းနေပြီးရင်ခါကြီးလိုမျိုးတွေတဘာဝဘေးအနေတွေကွာတိုက်ဖုန်းဟာလာပြီးလို့ရှိရင်ဆက်တဲ့ပြင်ဟို ပြောချင်တာတော့တဘာဝနဲ့သက်ဆိုင်တဲ့ဘေးအနေရည်ရှိလေပြီနောက်မှလည်းပြည်စည်းဆုံးမှုတွေပါတယ်ဆိုရင်ဒီချာပေါ့သူ့ရဲ့နိုင်မလိုက်မဲ့ particle တွေဒဲဆိုတာလေးသိရမယ် particle ဒဲအနေနဲ့မေးတာများတယ်ပေါ့နော်များတော့အဖြစ်အဲ့တော့ဒီမှာဆိုရင်လေကြီးရှင်းတဲ့ photoy video ကတောက်အိုထဲမှာရှိတာကြီးရှင်းဆိုလေငလျင်ကြောင်ဟောင်းနှွမ်းနဲ့ဒီအဆောက်အဦတွေအများကြီးပဲပျက်စီးခဲ့ပါတယ်ဝတ္တရုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အာပြီးခဲ့တဲ့28ရက်နေ့မှာဖြစ်ခဲ့ရလीနော်အဲ့လိုမျိုးဒီကြီးရှင်းကြောင်ငလျင်ကြောင်မလို့ ီဟောင်းနှန်းနေတဲ့အစာအုပ်တွေအများကြီးပဲပြိုကျပျက်စီးခဲ့ရတယ်။ကိုယ်နိုင်ငံမှာဆိုရင်ဟောင်းနှန်းတာတွေတောင်မဟုတ်ပါဘူး။အစ်စ်တွေရောအများကြီးပဲပျက်စီးဆုံးရှုံးခဲ့ရတယ်လीနော်။နောက်တစ်ခုခါချီတဲ့အိုတဲရာကရာခဲမတ်တာခါချီဆိုတဲ့မိလာမှုကြောင့်တဲရာဖခင်เจ้าကြီးကရာခဲမတ်ကမိလောင်ခဲ့တယ်။ပြောချင်တာကတော့ဒီနောင်เจ้าမလို့ဒီရှိကတဘာဝဘေးအနေကြီးเจ้าမလို့နောက်မှာမကောင်းတာတွေဖြစ်လာ နောက်တစ်ခုជីခိုတဲ့ဟီတိုကအိုးစိတ်အာရှင်နီမရှိတာပေါ့နော်ဒီជីခိုဆိုတဲ့မတော်တဆမှုကြောင့်လူတွေအများကြီးပဲတည်ခဲ့ရတယ်အဲ့တော့ဒီမတော်တဆမှုတွေတဘာဝဘေးရနေကြောင်းနောက်မှမကောင်းတာတွေဖြစ်လာတာအဲ့လိုမျိုးပြောချင်တဲ့အခါမှာနောင်တဲ့နောင်ကြောင်းဆိုပြီးတော့တုံးမယ်ပေါ့ ဒါလေးကလည်းမှတ်ရလို့ရအရင်ကြီးမခက်ခဲဘူးနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကလည်းဝဒရှိတို့ရှေ့ကတင်ငန်းစာနဲ့အဆက်လို့တောင်းသွားပြောလို့ရတယ်ရှေ့မှာနော်ကနော်အိုနော်ဝတင်ခဲ့တယ်ခုနော်ဒဲနော်ဒဲဒီကြောင်းဆိုပြီးဘာသာပြန်မှာဒါကြောင့်ဒီလိုဒီလိုဖြစ်တာကြောင့်အကြောင်းပြချက်ပေးရစင်ကြည်ပေးတဲ့နေရာမှာသုံးတယ်။များတော့အဖြစ်တော့နော်ဝနော်ကနော်အိုနော်ဒဲဒီအားလုံးဒီ plain sound နေနဲ့သုံးတာများတယ်ပေါ့နော်။အာမသုံးတဲ့ ထဲမှာမှထူးခြားတာလေးဆိုလို့ရှိရင်တစ်ခုပဲရှိရလေ dictionary form moga ဆိုပြီးတစ်ခုပဲရှိတယ်ကျွန်တော်တွေကတော့ plain form node နဲ့သုံးတာများတယ်အဲ့မှာလေသူ့မှာချင်းချက်က na adjective ဆိုရင် na node noun ဆိုရင် noun na node ဆိုပြီးသုံးမယ်ပေါ့ဒါကြောင့်အပြောင်းအလဲအကြောင်းပြချက်တွေစင်ကြီးပြီးခြင်းတဲ့အခါမျိုးမှာသုံးတယ်ဒီမှာဆိုလို့ရှိရင် dining san nang son de itano de taiko ga skoshi hanasemas တိုင်းနီဆိုတော့ထိုင်းမှာဆန်နန်ဆွန်တဲ့ဤတနော်လေး၃နှစ်တောင်မှနေခဲ့တဲ့အတွက်ကြောင့်မလို့တိုင်ကော်ကစုခေါ်ရှိဒီထိုင်းဘာသာစကားကိုစကောရှိနည်းနည်းလေးဟာနာဆေမတ်စ်ပြောနိုင်နေတယ်။အဲတော့ဒီဒီလိုဒီလိုမျိုးဖြစ်တာကြောင့်ဒါဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။အချောင်းပြချက်လို့ဆိုတာထက်ဒါကြောင့်မို့ဒါဖြစ်လာတယ်ဆိုတဲ့အချောင်းကိုပြောတဲ့အခါမျိုးမှာသုံးနေဆိုရင်ပုံမှန်မယ်ပေါ့နော်။နောက်တစ်ခုခိဘုံကဝါရူအီနော်တဲ့စိတ်ခံစားချက် မကောင်းတာကြောင့်မလို့ ခိုင်တမီဒက်စကစစောပြန်လို့ပြန်ရင်လည်းရလားအိမ်ပြန်လို့ရမလားပေါ့ဒါဆိုလို့ရှင်သူဒီဒီလိုဒီလိုမျိုးဖြစ်တာအကြောင်းသူအိမ်ပြန်ခြင်းနေဆိုတဲ့အကြောင်းကိုပြောနေတာဒါကြောင့်မလို့ဒီလိုမျိုး လှုပ်ချင်နေအာသူအိမ်ပြန်ကြည်ရတဲ့အကြောင်းပြချက်ကိုပြောတယ်ပေါ့နော်နောက်တစ်ခုခေါဝဟီမာနာနောတဲ့ခိုင်းမွန်နောနီအီကီမတ်ဒီနေ့ကအားတဲ့အတွက်ကြောင့်မလို့နာအေဂျီတိဆိုတော့ဟီမာနာဆိုတော့နာပြန်ထဲတာအားအားတဲ့အတွက်ကြောင့်မလို့ခိုင်းမွန်နောနီအီကီမတ်ဈေးဝယ်ထွက်မယ်ဒီလိုဒီလိုဖြစ်တာကြောင့်ဒါလောက်အောင်မယ်ပေါ့ဒီနေ့အားတဲ့လေးဈေးဝယ်လေးပါလိထွက်မယ် shopping လေးပါလိထွက်မယ်စသဖြင့်ပေါ့နော်ဟိုလိုလုံလုံလလအကြောင်းပြချက်ကြီးလာလို့ပြောရင်လေအဲ့လိုမျိုးလုံလုံလလဟိုပြင်းထန်တဲ့အကြောင်းပြချက်ကြီးပြောတာမဟုတ်ဘူးဒါပေမဲ့ပေါ့ပေါ့အကြောင်းပြချက်လေးပုံစံမျိုးလေးနေပြောတဲ့အခါမျိုးမှာတော့ဒီဟိုသုံးနေလို့မှတ် Tava. <laughs> 昨日忙しいので勉強しませんでした。マニロンがあろみやれてあちゃうも勉強しませんでした。さもろないけぶ。ほら、がろりマニロンあろりやるもさもろないけぶ。ディタイリーべぽの。とみやをがばじゃもろないやられそうで、あちゃうぴゃちゃちぴんぴんたんたん見とはぴょだもほぶ。ディタイぽばばりべ。あちゃうぴゃちゃ本さんမျိုးねပြောれかま。のでをとんね。こなろんがあちゃうぴゃちゃそうなもてじろ。あ、シアレベルのがてんげてるべぽの。からりねပြောまぽ。だちゃうもろ。ディロမျိုးဖြစ်だちゃうもろ。とみやをあちゃうぴゃちゃ信じ ပေးခြင်းတဲ့အခါကျရင်တော့အဲ့လိုမျိုးတော့မှာပေါ့ဒီမှာတော့ဒါပေါ့ပါပါပဲကိုယ့်ရဲ့ပုံစံမျိုးသူများကိုဖြည့်ရှင်းနေစရာမလိုပဲနဲ့ငါဒီလိုမျိုးကြောင့်ဒီလိုမျိုးလုပ်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးလေးပြောတဲ့အခါမျိုးမှာဒီ note လေးကိုသုံးတယ်လို့မှတ်ထားပြီးပါအဲ့ဒါဆိုတော့ဒီနေ့ကအရန်ကြီးခတ်ခဲ့တဲ့ဟာမပါဘူးပြန်ချုပ်ပေးမယ် bad day ဆိုလို့ရှိရင် bad ပြီးတော့ဒီရှိမှာ buff တီရော ehd တီရောနား ehd တီရောအကုန်လုံးတက်ဖောင်ပြောင်းပြီးသုံးရင်နောက်မှာစိတ်ခံစားချက်နဲ့ဆိုင်ရင် buff တီအကြောင်းမကျနဲ့ဆိုင်ရင် buff တီလိုက်မှာအဲ့ဒါကဘာလဲဆိုရင်တခုခုဖြစ်ပြီးရင်နောက်ဖြစ်လာတဲ့စိတ်ခံစားချက်တီအကြောင်းကိုပြောတဲ့ခါမှာသုံးနေနောက်တည်းဆိုရင်နောက်ကြောင့်ဘာကြောင့်လဲဆိုရင်တဘာဝဘေးရန်နေကြောင်းနောက်မှာမကောင်းတာတွေဖြစ်လာမယ်ဆိုတဲ့အခြေအနေမျိုးမှာနောက်တည်းဆိုပြီးသုံးနေနောက်ဆုံးတစ်ခုက no တည်း no တည်းတီဒါကြောင့်အကြောင်းပြချက်ပြီးရင်စင်ကြည့်ပြီးတယ်မှန်တယ်ဒါပေမဲ့ပေါ့ပေါ့ပါပဲကိုယ့်ရဲ့ဒီလိုလိုဖြစ်လာကြတယ်လိုလိုရရတယ်ဆိုတဲ့ပုံစံမျိုးတွေမှာပဲပေါ့ပေါ့အနေနဲ့သုံးကျင်တဲ့ခါမှာ no တည်းလေးကိုသုံးမယ်အားလုံးဒီ blame foul နေနေလိုက်တယ်ထူးခြားချက်က ော့နာအဂျစ်တီဆိုရင်နာပြန်ထည့်မယ်နောင်ဆိုရင်နောင်နာတော့တဲဆိုပြီးသုံးပါမယ်ကဲဒီနေ့ကတော့လောက်ပါပဲဒီလောက်ဆိုရင်တော့အဆင်ပြေလောက်မယ်လို့ချင်ပါတယ်ဂျာမနီဆန်အော့စကာရီဆမဒေးစ်တာမာတာနေဘိုင်ဘိုင်အိုယာဆူမီ